အလေးချင်းနှစ်မလုတ်ဘူးလို့ပြောတတ်အောင်သင်ယူပါသင်ရဲ့ပန်းတိုင်ကိုတိထားရင်ဘာတွေကအရေးကြီးတယ်ဘာတွေကအရေးမကြီးဘူးဆိုတာသိလာပါလိမ့်မယ်စတီဖန်ကိုဘေးပြောတဲ့အတိုင်းအရေးမကြီးတဲ့အရာတွေကိုလက်တွန်းပြဖို့မလုတ်ဘူးလို့ပြောတတ်ဖို့လိုပါတယ်တခါတလေငွေကြီးနဲ့စုတွေက သင်ကိုဆွဲဆောင်မယ်ဒီအချိန်မှာသာဗနာစံတတ်မှုကို ပြန်သုံးပြီးဒီစုတွေကတကယ်တန်ရဲ့လားဆိုတာစမ်းစစ်ပါအလေးချင်းသုံးနားထောင်တတ်အောင်လေ့ကျင့်ပါ အရေးမကြီးတဲ့အရာတွေကိုမလုပ်ဘူးလို့ပြောတတ်လာရင် သူများကိုကိုးနားထောင်ဖို့အချိန်ရလာပါလိမ့်မယ်။ active listening ဆိုတာအကြံပေးဖို့မဟုတ်ပဲနားလည်ဖို့နားထောင်ပါ။သူတို့ပြောတာကို ပြန်ပြောပြီးခံစားချက်ကိုမှန်းကြည့်ပါ။သူတို့ရဲ့အတွေးတွေကိုစနစ်တကျဖွဲ့စည်းပေးပါ။ဆရာဝန်ကချောင်းဆိုးတာတစ်ချက်ပဲကြာပြီးပိုးသက်စေညွှန်ရင်တန်လျာဝင်တယ်လို့ပဲကျွန်တော်တို့ဟာကိုယ့်ကိုနားမလည်ဘူးထင်တဲ့သူတွေကိုမယုံကြည်တတ်ပါဘူး ပြန်ပြောဖို့နားထောင်တာမဟုတ်နားလည်ဖို့နားထောင်ပါစတင်ဖို့အတွက်စကားနည်းနည်းပြောပါမိကုံများများမိပါဒီစာအုပ်ဟာခေါင်းဆောင်မှုနဲ့ခိမိစီမံခန့်ခွဲမှုရဲ့လမ်းညွန်တူဝင်ကျဲတပွင့်လိုပါပဲလုံနီးလုံဟန်အစင်စင်မဟုတ်ပဲအခြေခံမပြတ်တဲ့သဘောတရားတွေကိုနှစ်ပေါင်းများစွာလက်တွေ့ကျင့်သုံးဖို့လိုပါတယ်လုံရမှန်းတိပါ လုံရမယ့်အရာကို နားလည်အောင်ကြိုးစားပါထိရောက်အောင်လုပ်ပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်